အစကအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံဆွေးနွေးရေးပြုလုပ်မယ်ဆိုပါကဥတီချက်ခေါင်းစဉ်တစ်ခုတည်းနဲ့တွားလို့မရဘူးလို့တင်နကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့လမ်းကြောင်းနဲ့တိုင်းရင်းသားလက်နက်ကိုင် EU အဖွဲ့တွေရဲ့လမ်းကြောင်းတွေဟာမတူညီပဲကွဲလဲနေကြသလိုလိုလားချက်တွေဟာလည်းမတူညီကြတာကိုတွေ့ရပါရယ် ဒါကြောင့်တွဲဆောင်ဆွေးနွေးရေးကိုအပြည့်အခက်ရက်စဲရေးခေါင်းစဉ်အောက်ကနေပြုလုပ်ပါကဖြစ်နိုင်ပေမဲ့လည်းနောက်ပိုင်းဆက်လက်ညှိနှိုင်းရမယ့်အပိုင်းတွေမှာပိုရှုပ်ထွေးလာနိုင်တယ်လို့တင်တကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။အပြည့်အခက်ကောင်းနေတဲ့သွားမှုဒီညှိနှိုင်းနှိုင်းအောင်နဲ့သွားမှာလား။ကျွန်တော်တို့ကတကယ်တမ်းကတော့ဒီမင်းချစ်ပြည့်နေတဲ့ဒုက္ခကိုကြည့်နိုင်လို့ရှိတယ်။အခုဒီနေ့ PDF အရင်ကတည်းကဒီလိုတွေ့ရတော့ကျွန်တော်ဒီဒီဘဝဝဲကနေဆိုတော့ဒါအာနာသိနေဟောင်းဒါမတရားလုပ်တယ်ဆိုတော့အဲ့ဒီခေါင်းဆောင်ကလည်းသူကသွားတယ် ဒါမဲ့တကယ်အခုအတင်းအကျပ်အီယိုတွေသွားနေတဲ့နိုင်ငံတွေသူတို့နိုင်ငံတည်လာလို့နိုင်ငံကြီးကသွားကြည့်မပြည့်ရဘူး။အဲ့ခေါင်းပုံတွေကထွန်းနေတယ်။အခုကဘယ်ကောင်းနေလဲဆိုလို့လဲဆိုတော့အဲ့ဒါကတော့တစ်ဆိုင်ရာအဖွဲ့တွေရဲ့ဘောပေါ်မှာမူတည်နေတယ်။ဒီကိစ္စကတော့ခေါင်းပုံတစ်ခုအောက်ထဲမှာဒါအတိတ်တည်းရဆင်းရင်းဆိုတဲ့ခေါင်းပုံတစ်ခုအောက်ထဲမှာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။အခုတည်းကကျဲပြီးနောက်ပိုင်းဘာလို့လို့တို့ရတယ်ဆိုတော့ဒီနိုင်ငံရဲ့အပိုင်းကျတော့ခေါင်းကြီးပေါ်ပါဘူး။အဲ့ဒါကတော့နည်းနည်းလေးပြောပြရှုပ်ပြပါမယ်။ဒီ တော့ဥတီကဲတစ်ခုကောင်းနေတစ်ခုအောင်ခင်ဗျာမကြောက်လို့မရနိုင်တော့ဘူးအဖွဲတစ်ဖွဲ့ချင်းမှာဒီလိုဓာတ်ရက်တစ်ခုချင်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေဒီစားပြန်နိုင်လို့တော့ဒီတန်းဆိုလိုတယ်လည်း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 ချောင်းတယ်နောက်ဆက်အနေနဲ့မြန်မာနိုင်ငံရေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားချက်အရရွေးကောက်ပွဲလမ်းကြောင်းနဲ့၎င်းတွဲဆောင်ဆွေးနွေးရေးလမ်းကြောင်းနဲ့၎င်းပြိုင်တူသွားနိုင်ကြောင်းလည်းတုံ့တက်မှုတွေရှိပါတယ်။လက်ရှိမှာတော့တနိုင်ငံလုံးမတိမငြိမ်ဖြစ်နေတဲ့ကာလတစ်ခုအောက်မှာ တွေ့ဆုံဆွေးနွေးရင်းနဲ့ငင်းကြရေးဆွေးနွေးပွဲတွေဟာလည်းမရှိသလောက်နှဲပါပြီးကျင်းပတဲ့ကာလဖြစ်တယ်လို့ Seven E ကို Alliance မှပြောရေးဆိုခွင့်ရှိသူဘိုမူကြီးစောကျော်ညွန့်ကစီရင်တာတည်င်းဌာနကိုပြောပါတယ်။ဘလုံးဆရာတော့ကျွန်တော်တို့နိုင်ငံမှာပြုဒါတည်ရေးပေါင်းကရန်ကိုပြန်ပြန်ပြီးတော့ဒီနိုင်ငံကြီးလို့ပြောနေတဲ့နိုင်ငံကြီးတွေ့ဆုံပြည်သူ့ပဲပြောပြောရေးကြံကြီးအတွက်သူဒီဘွယ်ပဲပြောပြောအဲ့ဒါတွေကမရှိတဲ့လောက်ကိုရှင်းမြောင်းပိတ်ကြနေတဲ့ကာလဒီ 把我来加把的，一帮我接待，晚上没有那个，你帮我点下名，是咋子咯？我们专门做一点那以前下名，哦，要出去办的，那个嘞，我做不了，的，把我交了办理，走如今来了，那个一个以家那边去，明天伊可家再压那边己，啊，一有第一帮样点就好，我者那个，老后我们这边直接过来 ို့ကတော့ဒါမရှိဘလောက်ကိုနေပါလေပြင်းကြောင်းရဲ့ကာလပါလေကုလားကိုပဲကျွန်တော်ထားလိုက်ပါမြန်မာတက်မတော်ကနေတစင်းနဆက်ကဟာ2021ခုနှစ်ကနေစတင်ကအနာရယူပြီးနောက်ပိုင်းနိုင်ငံတော်လက်နက်ကိုင်ပဋိပက္ခတွေပုံမကျေပြန်လာခဲ့တာပါအဲ့ဒီနောက်2023ခုနှစ်နဲ့2024ခုနှစ်တို့မှာတော့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နည်းမြေစိုးမှုမှုတွေကလည်းပုံမများပြတ်လာခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာနဆက်ကဥက္ကဋ္ဌဟာ ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဓမ္မမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပနိုင်ဖို့စီစဉ်နေကြောင်းလည်းသိရပါဗျ။နိုင်ငံတော်ကမတိမငြိမ်ဖြစ်နေခြင်းရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပါကလေးမြို့နယ်ပေါင်း3ပုံ2ပုံခန့်လောက်သာပြုလုပ်နိုင်ဖို့ရှိကြောင်းနိုင်ငံရေးလှစ်တာတုံ့တက်သူတွေကထောက်ပြကြပါဗျ။